မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ ်ဘောလက်ခဲဖားဆောင်တို့မှရှိတယ်စစ်ကောင်စီအခြေစိုက်ကာကင်းစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားအယောက်60ကျော်တိဆုံးပြီးလက်နက်မျိုးစုံ40ကျော်ကိုတိမ်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မတ်လ၄ရက်နေ့ကစတင်ပြီးတော့ KNP စေဦးစီးအဖွဲ့ JCS ရဲ့ကုတ်ကဲမှုနဲ့ဘောလက်ခဲနဲ့ဖားဆောင်တို့မှရှိတဲ့စစ်ကောင်စီတပ်များကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်စင်ရေးစတင်ချိန်တလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ဘူဟာတပ်အခြေစိုက်ကာကင်းစခန်းများဖြစ်တဲ့ ဘောလက်ခဲမြို့နယ်ကာကင်းများဖြစ်တဲ့အမိုက်ချင်းကြောက်ခွဲဆန်ရေကျော်ရင်းနီပေါဝမ်ပလန်းစတဲ့ကာကင်းစခန်းများကိုတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါဗါးအလားတူပဲ ဖားဆောင်မီးတပ်တိုက်နဲ့ရေစိတ်များကိုတိုက်ခိုက်ကန့်တတ်နိုင်ခဲ့ပြီးတော့အဲ့ဒီကာကင်းစခန်းသိမ်းတိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်60ကျော်တိတ်ဆုံးပြီးတော့တချို့ကလည်းအရှင်ဖမ်းဆီးရမိကလက်နက်မျိုးစုံ40နဲ့ကြည်မျိုးစုံတို့ကိုလည်းတိတ်ဆီးရရှိခဲ့တယ်လို့သိရပါဗါး2025ခုနှစ်ဇန်နဝါရီလကစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်များဟာလွိုင်ကော်မျိုးနဲ့မိုးပြဲမျိုးဆက်ထားတဲ့လမ်းမကြီးကိုပြန်လည်ထိမ့်ချုပ်နိုင်ရန်ကြိုးပမ်းတဲ့အတွက်စစ်ကောင်စီတပ်များရဲ့ထိုးစစ်ကိုကင်းရင်ပြည်မှာရှိတဲ့တပ်ပေါင်းစုံက ခုခံကာကွယ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိုးစစ်များကြောင့်ကရင်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကတပ်သားတချို့ဟာသူရဲကောင်းပီတာစွာနဲ့အသက်ပေးပြီးတော့ကာကွယ်ခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်အကြမ်းမဆစ်ကောင်စီရဲ့မိုးရဲဒေသကိုထိုးစစ်များကိုကန့်သတ်နိုင်ရအတွက်ကရင်ပြည်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များပြည်သူ့ကာကွယ်တပ်ဖွဲ့ပေါင်းစုံပါဝင်တဲ့စစ်စင်ရေးများကိုကရင်ပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ Joint Chief of Staff JCF ဟာဖွဲ့စည်းက2025ခုနှစ်ကစပြီးတော့ခန်းစင်းတဲ့ထိုးစစ်များကိုစတင်ကုတ်ခဲခဲ့တယ်လို့အသိပေးထားပါရယ်။ကရင်ပြည်တပင်းနယ်လုံးအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ကလွတ်မြောက်နိုင်ရေးရည်မှန်းချက်နဲ့ကရင်ပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ Joint Chief of Staff JCS ဟာဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးတော့ JCS နဲ့စစ်စင်ရေးတပ်သားတို့ဟာအာဏာရှင်စနစ်ချုပ်ငြိမ်းပြီးတော့ Federal Democracy ပေါ်ပေါက်ရေးနဲ့ကရင်ပြည်မှာ Federal တပ်တရစတင်တည်ဆောက်နိုင်ရန်ဆက်လက်ပြီးတော့ကြိုးပမ်းသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့ Meshla 28ရက်နေ့မှာငလင်ကြီးများစွာလှုပ်ခတ်မှုကြောင့်သခိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာပြည်သူများရဲ့အသက်အိုးအိမ်စီးဆင်းများထိခိုက်ပျက်စီးနေကြောင်းကိုတွေ့ရတဲ့အတွက်ငလင်ဘေးကြောင့်အသက်သေဆုံးရသူများနဲ့ထိခိုက်ဒဏ်ရာရသူများအတွက်ကရင်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ Joint Chiefs of Staff JCS ကမိသားစုဝင်များနဲ့ထပ်တူဝမ်းနည်းရပါကြောင်းပြောကြားထားပါတယ်။ကရင်နီပြည်နယ်တဝမ်းလုံးမှာစစ်ကောင်စီဘက်ကတိုက်ခိုက်မှုအမျိုးမျိုးကိုရပ်တန့်ခြင်းမရှိဘဲနဲ့ဆက်လက်ပြီးတော့လှုပ်ဆောင်နေတဲ့အခြေအနေများကြောင့်မိမိတို့တပ်များဘက်ကတဘာဝ BNR ကဲဆယ်ရေးလုပ်ငန်းများအပေါ်ချိန်ညှိပြီးတော့မိမိတို့ကာကွယ်ထိန်းချုပ်ထားတဲ့ဒေသနဲ့ပြည်သူများအပေါ်မှာစစ်ကောင်စီဘက်ကအကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်လာတဲ့အခြေအနေများပေါ်မူတည်ပြီးတော့စစ်ရေးများကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ JCS ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းပလောမြို့နယ်အမှတ်၈ပြည်တော်စုလမ်းပိုင်းမှာ အယက်သားဟန်ဆောင်ပြီးတော့ထွက်ပြေးလာတယ်။ဘိမျိုးအခြေဆိုင်ခလိုက်ရ103တက်ရင်ကယာယီတက်ရင်မူဘုံမူတိမ့်ထိုက်ကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ26ရက်နေ့မနက်7:00နာရီကမှပလောမျိုးနဲ့အမတ်ရှိပြည်တော်စုလမ်းမိုင်းမှာပြေးဆွဲနေတယ်။ခရီးတဲ့တင်ရင်လိုင်းပေါ်မှာအယက်သားဟန်ဆောင်ပြီးတော့ထွက်ပြေးလာတဲ့အကြမ်းမဲ့စစ်တပ်ရဲ့ဘိမျိုးအခြေဆိုင်ခလိုက်ရ103တက်ရင်ကယာယီတက်ရင်မူဘုံမူတိမ့်ထိုက်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အရှင်ဖမ်းဆီးရမိထားတဲ့ဘုံမူတိမ့်ထိုက်ဟာတနင်္လာညွန့်နယ်အတွင်းမိုင်းဆွ ွဲတိုက်ခိုက်ခံရပြီးတော့၎င်းရဲ့စစ်ကြောင်းကိုထားခဲ့ကရန်ကုန်မြို့ကိုထွက်ပြေးရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီးတော့စစ်တုံးပန်းဥပဒေနဲ့ဆက်လက်ပြီးတော့အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ဒီခွေးကတနင်္သာရီကိုစစ်ကူလိုက်လာတာရင်းနှန်းမိုင်းဆွဲခံရလို့သူ့တက်ကိုထားပြီးတော့ထွက်ပြေးလာတာသူကယာရင်တိုက်ရင်မူတာဝန်ထားတာ6လပဲရှိသေးတယ်အခုထွက်ပြေးလာတာ9ရက်ရှိနေပြီအဲ့ဒါသူကတနင်္သာရီကနေရန်ကုန်ကိုပြေးတာ ခရီးသည်တင်ကားငယ်လေးနဲ့စီးပြီးတော့လိုက်လာတာသူကတော့စစ်တုံးမဲဥတွေနဲ့အညီအေးအေးယူဆောင်ရွက်သွားပါမယ်စစ်ကောင်စီဘက်ကနေပြီးတော့ရဲဘော်တွေအရာရှိတွေကိုပြည်သူလူထုနဲ့ပူးပေါင်းကြဖို့စစ်တပ်ကိုဆုံးခွာကြဖို့ပြောချင်ပါတယ်လို့ဘိတ်ခရိုင်အမတ်တဲတိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းဖန်ဆင်းမှုကိုပြည်သူ့ကာကွယ်တပ်မတော်ဗိခေယအမတ်တဲ့တရင်နဲ့ကရင်အမျိုးသားကာကွယ်တပ် KNDO တရင်ခွန်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မှာပြည်သူများထံကနေပြီးတော့ငွေကြေးတောင်းရန်အနိုင်ကျင့်နေတဲ့ပြည်သူစစ်ခေါင်းဆောင်အေးမောင်လက်ဖက်ဆိုင်ထိုင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တင်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာတရက်နေ့မနက်၈နာရီခန့်မှာကြောင်းရွာကျေးရွာထဲမှာရှိတဲ့လက်ဖက်ဆိုင်တစ်ခုမှာ အေးမောင်ကိုဝင်းအောင်ပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါဗျ။အေးမောင်ဟာစစ်အာဏာသိမ်းပြီးတဲ့အချိန်ကစတင်ပြီးတော့ပြည်သူများကိုမတရားအနိုင်ကျင့်ခြင်းငွေကြေးတောင်းခံခြင်းများကိုလှုပ်ဆောင်ခဲ့ပြီးတော့အချိန်ချင်းချင်းချောက်လေရှိတဲ့ပြည်သူစစ်ခေါင်းဆောင်ဖြစ်တယ်လို့သိရပါဗျ။ပြည်သူတွေကိုချင်းချောက်တယ်မတရားအနိုင်ကျင့်ပြီးတော့ဖိနှိပ်မှုတွေလည်းအများကြီးလုပ်တယ်။ဒီအေးမောင်ကိုကျွန်တော်တို့လိုက်နေတာကြားပြီး2023တုန်းကလည်းတွားပစ်သေးတယ်။အဲ့ဒီတုန်းကမသေးဘူးကြီးကဝှက်ထားတယ် အဲ့ဒီတုန်းကတော့လက်ကိုပဲထိသွားတာဆိုတော့မသေးဘူးဒီတစ်ခါတော့ရေဘလူးတက်ရင်တက်ခွဲနှစ်ကနေပြီးတော့သူလက်ဖေးဆိုင်မှာထိုင်တောက်နေတော့လက်ဖေးဆိုင်ထဲကိုဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာပါလို့ရေဘလူးတက်ရင်မှုကပြောပြထားပါတယ်ဒါအပြင်ပြည်သူစစ်ခေါင်းဆောင်အေးမောင်ဟာရေဘလူးအဖွဲ့ကလွတ်မြောက်နေမြေလိုမျိုးဖော်ဆောင်ထားတဲ့ခြေပါတွေကအုတ်ချုပ်ရေမှုများကိုခေါ်ကရေဘလူးနဲ့ပူးပေါင်းမယ်ဆိုပါကရွာကိုမိရှို့ခြင်းလက်နဲ့ကြီးများနဲ့ပြစ်ခတ်ခြင်းတို့ကိုလှုပ်ဆောင်မယ်လို့အချိန်ချင်းချင်းချောက်ခြင်းများလှုပ်ဆောင်လေးရှိသူဖြစ်တယ်လို့ရေဘလူးအဖွဲ့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြီးခဲ့တဲ့ match လ28ရက်နေ့ကငလျင်လှုပ်ခတ်တဲ့အချိန်မှာအာနာသိန်းအချက်ဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ဟာနေပြည်တော်က၎င်းရဲ့ရုံကန်ဇပွဲအောက်မှာဝင်ပုန်းနေတယ်လို့မင်းအောင်လိုင်ကိုယ်တိုင်ပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ1ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငလျင်အတွက်အလူခံပွဲအခမ်းအနားမှာမင်းအောင်လိုင်ကအခုလိုထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လှုပ်တဲ့အချိန်မှာတတိချက်ချင်းတတိရတဲ့အနိုင်ကောက်ကြည့်လိုက်တော့ဆက်အနိုင်50မိနစ်ပေါ့လေ။မောကြည့်လိုက်ချင်းပါ ပြေးပြေးပြေးနဲ့ပို့လှုပ်လာတော့ပေါ့လှုပ်လာတော့ကျွန်တော်တို့လည်းလုံချင်မှုရအောင်ဆိုစပွဲတချမ်းတော့နေရာယူထားတာပေါ့ဒီယူခဲ့ပါတော့တော့ညိန်သွားတဲ့ခါမှာကျွန်တော်တို့အပြင်ထွက်ကြည့်တော့ကျွန်တော်ရုံးနေရတော့တိတ်တော့ဟိုအပြည့်စီတိတ်မများပါဘူးသို့တော့လည်း after shake တဲ့ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့လုံချိုးရေးအဖွဲ့တွေကရုံးအဖွဲ့တွေကတော့ကျွန်တော်အပြင်မှနေဖို့အကြံပြုတယ်ကြတော့ကျွန်တော်လည်းအပြင်မှတဏ္ဍာကျော်တော့ထွက်ပြီးမတက်ရပြီးကျွန်တော်နေပါသေးတယ်เนาะကျတော့ ရွေထဲမှာတော်တော်များတယ်ဆိုတာဖြစ်တယ်ဆိုတာကျွန်တော်လာပြီးသတင်းပို့ပါတယ်အဲ့တော့ဟိုတွားဖို့တို့တဲ့ခါကျတော့လေတွားလို့မရဘူးလမ်းနေရာကိုလမ်းနေတွန့်ခေါက်ပြီးတော့ပြက်သွားတယ် ်အခုလိုမျိုးမင်းအွန်လိုင်းကိုတိုင်ပြောချသွားပါတယ်ငလျင်လုတ်ခတ်ပြီးတော့ရုံအဆောက်အဦရဲ့အပြင်ဘက်မှာတနအီကြာမတ်တက်ရက်နေခဲ့ပြီးတဲ့နောက်ထိကပျက်စီးဆုံးရှုံးမှုများကိုလိုက်လံကြည့်ရှုခဲ့တယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့နေအိမ်အပါဝင်စစ်ရုံးချုပ်ယုံကာကွယ်ဝင်ကြီးဌာနယုံနဲ့ဌာနဆိုင်ရာယုံကံများပျက်စီးသွားတယ်လို့သိရပါတယ်မန္တလေးမြေကြီးတော်စကိုင်းရှမ်းတို့မှာအင်အားအလုံးပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတော့ဟိုတယ်များနေအိမ်များဘာသာရေးအဆောက်အဦများ ဗန်များနဲ့ဈေးဆိုင်ခန်းပေါင်းများစွာထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီငလျင်ကြောင့်ထိခိုက်ပျက်စီးမှုတိတ်ဆုံးမှုအလွန်များပြားပြီးအေပီလ၁ရက်နေ့မနက်၈နာရီမှာစစ်ကောင်စီရဲ့စည်ရင်အရာတိတ်ဆုံးသူစုစုပေါင်း2819ဦးဒဏ်ရာရရှိသူ4521ဦးနဲ့ပျောက်ဆုံးနေသူ442ဦးတို့ရှိလာပြီဖြစ်တယ်လို့သိရပါဗါး ဆက်လက်ပြီးတော့လေပိမိနေသူများတေဆုံးနေသူများပျောက်ဆုံးနေသူများအများအပြားရှိနေသေးတဲ့အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ပြီးတော့လိုအပ်နေတယ်လို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့အနီးကိုဗဟိုပြုပြီးတော့ပြင်းအား၄.၈အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 2ရက်နေ့ညနေ9:45မိနစ်အချိန်မှာမိထီလာမြို့အရှေ့ဘက်21ကီလိုမီတာအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့မြေငလျင်လှုပ်ခတ်သွားခြင်းဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာငလျင်ဒဏ်ကြောင့် ကွင်းပြင်နေနဲ့လမ်းဘေး platform တွေပေါ်မှာထွက်အိတ်နေတဲ့သူတွေကိုအကြမ်းဖက်စစ်တပ်ကမှတ်ပုံတင်တဲ့လူစည်ရင်းတွေကိုလာရောက်ဆစ်ဆင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လာတရက်နေ့ညပိုင်းကမန္တလေးမြို့အမရပူရမြို့နယ်အတွင်းမှာကွင်းပြင်နေနဲ့လမ်းဘေး platform တွေပေါ်မှာထွက်အိတ်နေတဲ့သူတွေကိုအကြမ်းဖက်စစ်တပ်ကမှတ်ပုံတင်တဲ့လူစည်ရင်းတွေကိုလာရောက်ဆစ်ဆင်းသွားတယ်လို့ပြောပါရတယ်။သူတို့ကကယ်ဆယ်ရေးပစ္စည်းတွေကိုပေးလူဖို့လူစည်ရင်းကောက်တယ်လို့လို့နဲ့မှတ်ပုံတင်တွေကိုစစ်ပါတယ်လူစည်ရင်းတွေကိုတောင်းသွားပါတယ်လို့ဒေသခံတအူးကသတင်းပေးဖို့ပြောကြားထားပါရတယ်။လက်ရှိမှာစစ်ကောင်စီအုပ်စုက မန္တလေးမြို့တွင်းမှာသွာလာနေသူများကိုလည်းဖုန်းနဲ့မှတ်ပုံတင်နေစစ်ဆေးတာမလင်းကူညီကယ်ဆယ်ရေးအတွက်လာရောက်တဲ့ကားတွေကိုမှတ်ပုံတင်နဲ့ဖုန်းတွေစစ်ဆေးရုံသာမကစာရွက်စာတမ်းတွေတောင်းယူကြည့်ရှုတာတွေကိုလုပ်နေပြီးတော့ CDM တွေတော်လိုင်းအင်အားစုတွေဝင်ရောက်လာမှာကိုစစ်တပ်ကစိုးရိမ်နေပုံရတယ်လို့မန္တလေးမြို့ကတချို့ကပြောဆိုထားပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့ငလျင်ကြောင်မန္တလေးမြို့နဲ့အမရပူရမြို့တွေမှာအိုးအိမ်အဆောက်အအုံအများအပြားပျက်စီးပြီးတော့ပေဆုံးသူတွေထောင်ထဲချီပြီးရှိခဲ့တယ်လို့ ဒဏ်ရာရတဲ့သူတွေနဲ့ပျောက်ဆုံးတဲ့သူတွေလည်းထောင်ပေါင်းချီပြီးတော့ရှိနေတယ်လို့သိရပါဗျ။မလီရန်တန်းကြောင့် OA တွေပြက်စီးတာ၊ကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်နိုင်သေးလို့အဆောက်အုံပြိုကျပြီမိကတေဆုံးသူတွေရဲ့အပုံနဲ့တွေထွက်လာတာစတာတွေကြောင့်ဒေသခံတချို့ဟာကွေးမြေနေနဲ့လမ်းဘေးပလက်ဖောင်းတွေပေါ်မှာဖြစ်တယ်လို့မျိုးအိပ်စက်နေရတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ပေါ်စာတင်ကျောင်းကိုအကြမ်းဖက်ဆက်တက်က ေပီလာ၂ရက်နေ့မွန်လွယ်ပိုင်းကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ၂ရက်နေ့မွန်လွယ်၂နာရီကျော်ခန့်မှာအကြမ်းမဆက်တကစင်ကူးမြို့ပေါ်မှာရှိတဲ့စာတင်ကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တရဲ့လေကျောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲအဆောက်အအုံများထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။အေပီလာ၂ရက်နေ့နေ့လယ်၂နာရီကျော်လောက်မှာမိထီလာကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့စင်ကူးမြို့ပေါ်စာတင်ကျောင်းကိုလေကျောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားတာပါ။ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့တော့ကနအူးသိထားရတယ်လို့ခရိုင် ပကဖကတာဝန်ရှိသူတို့ကသတင်းပေးပို့ထားပါတယ်။ဒါအပြင်သခိုင်းတိုင်းပလဲမြို့နယ်မှာရှိတဲ့ကျေးရွာများကိုလည်းအကြမ်းမဆက်တကရဟတ်ရင်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။မတ်လ29ရက်နေ့မှာပလဲမြို့နယ်အနောက်ဘက်ချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းမဆက်တရဲ့ MI70 ရဟတ်ရင်က 0.5နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲလက်ရှိအချိန်ထိဒေသခံပြည်သူများဟာလေကြောင်းတိုက်ခိုက်မှုများကိုထပ်မံပြုလုပ်သွားမှာကိုစိုးရိမ်နေကြတယ်လို့သိရပါတယ်။ MI-17 နဲ့ကိုစစ်တပ်နဲ့တက်ပြီးတော့ပြစ်ခတ်ခဲ့တာပါ။ပြည်သူတွေကငလျင်တန်းခံစားနေရတဲ့အခြေအနေပါ။နောက်ပြီးတော့တိုင်းပြည်ရဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်နေတဲ့အချိန်မှာတော့ပလဲမြို့နယ်ကိုပြစ်ခတ်တိုက်ခိုက်သွားတာဟုတ်ပါတယ်လို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ